အနုပညာမျိုးရရှိသလိုညီကိုရီများစွာနဲ့မွေးဖွားလာခဲ့တဲ့စာရေးဆရာမင်းလူကတော့ကျမတို့ကိုခွဲခွာသွားခဲ့တာနှစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်ပါတယ်။ဖေမေနဲ့မိသားစုအကုန်လုံးနှီးပါဟာအနုပညာသွေးပါသူတွေဖြစ်ကြပြီးငယ်နမယ်ညံပေါ်အပြင်ထမင်းလူဆိုတဲ့ကလောင်နမယ်ကသူ့ရဲ့ရတ္တစာပေတွေကိုပုံမထင်ရှားစေခဲ့ပြီး ယနေ့အချိန်ထိအောင်မြင်ကြကြလူသိများနေစေပဲဖြစ်ပါတယ်1989ခုနှစ်ကစလို့ပထမဦးဆုံးထုတ်ဝေခဲ့တဲ့ပန်းချောင်းအမည်ရှိဝတ္ထုများကစတင်ကရင်းထဲကစောင်းရသည် အချစ်ဟုအတိတ်ပဲတက်ရောက်ခြင်းမရှိစေရနှစ်ကိုယ်ခွဲအော်ဆွေအတပြာလူနဲ့အမုန်းအလိုမရှိမိညမအလွမ်းနိုင်ချစ်စေသည်မင်းမဆိုးပါဘူး လွမ်းရအောင်စရဲများစွာသော လုံးချင်းဝိထုရှိများဝိထုတို့များ ਨੇ စောင်းမများစွာကိုရေးသားခဲ့တဲ့သူတဦးလည်းဖြစ်ပါတယ်ယသစာပေတွေအပြင်နေ့စဉ်လူနေမှုဘဝပုံစံများကို ထင်ရှားစေတဲ့စာပေများတက္ကသိုလ်ရဲ့အငွေ့အသက်တွေပါခံစားရရှိစေမယ့်စာပေများကိုရေးသားခဲ့သူတဦးလည်းဖြစ်ပါတယ်ဆရာရဲ့ဝိထုတွေထဲမှာရုပ်ရှင်ဗီဒီယိုဇာတ်ကားများဖြင့်ပြန်လည်ဖန်တီးခဲ့မှုများပြုလုပ်ခဲ့ကြသလိုဆရာကိုယ်တိုင်နေနဲ့ 1992ခုနှစ်မှာဇန်ယောရေးသားသူဖြစ် မကွယ်လွန်မီအချိန်ထိပြုလုပ်ခဲ့သူတဦးလည်းဖြစ်ပါတယ်။နှစ်နှစ်တာဆူရဲကာလာကို ရောက်ရှိခဲ့ပြီးဖြစ်ပေမဲ့ဆရာရဲ့အရေးသားတွေအငွေ့အသက်တွေပါဝင်တဲ့ယတစာပေတွေဟာဆက်လက်ပြီးအောင်မြင်ကျော်ကြားစေရှိနေမှာဖြစ်ကြောင်းအနုပညာမိုးကောင်းရင်အစီအစဉ်ကနေတင်ဆက်ပေးလိုက်ရပါရဲ့ရှင်။